ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Kiki Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့ဘိုးတော်ပေနဲ့အဖြူအမဲအပိုင်း40ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေအေးများတဲ့တစ်ပင်တရေတွေရဲ့အောက်မှာလူနှစ်ယောက်ထိုင်နေကြပါရယ် သူတို့ကကျောင်းဝကြီးရဲ့ပြဒနာကိုဖြေရှင်းပေးပြီးခြေဥတရာအရက်ကိုထွက်သွားကြတဲ့ဘိုးတော်ပေနဲ့မောင်မောင်ကျော်တို့ပါတို့သမားပဲသူတို့ရဲ့နားနေရနေရကိုဦးစင်လေးတပါကြွရောက်လာခဲ့ပါတယ်ဘိုးတော်ပေနဲ့မောင်မောင်ကျော်ကဦးစင်လေးကြွရောက်လာတဲ့အခါမှာထိုင်နေရနေမတက်ထားရလိုက်ကြပြီးတော့လက်အုပ်ချပြီးဦးစင်လေးကိုအယိုသေးပေးလိုက်ကြပါတယ်အဲဒီအခါမှာဦးစင်လေးကလည်းသူတို့နှစ်ယောက်ကို ပြုံးပြပြီးတော့မိန်ပါတယ်တကားလေးတို့ကဘိုးတော်ပေနဲ့မောင်မောင်ကျော်လားမှမဗျာဦးစင်ရတကားတို့မိမမိပါမလားလို့စိုးရိမ်နေ ဘာကြောင့်ရှိလို့ပါလဲဗျာတကလေးတော့ဦးစင်မြင်မမြင်ဘူးပဲကြောက်ဦးကြီးမနေတဲ့ဆရာတော်ရဲ့တပည့်ပါအော်ပိုးတော့ပေးနေမမောင်ကျော်ကဦးစင်လေးကိုစူးစမ်းတယ်လို့ကြည်လိုက်ပါရယ်ငယ်ပြူဦးစင်ဖြစ်တဲ့အတွက်စတာတပ်ပေးတဲ့ရဟန်းဖြစ်မှန်းသိသားစေတဲ့ရုပ်လက္ခဏာဆောင်ပါရယ်အဲ့နော်ဦးစလေးကသူ့ကိုစူးစမ်းနေတဲ့ဘိုးတော်ပေးနဲ့မမောင်ကျော်တို့ကိုညှိုးငယ်တဲ့မျက်နှာနဲ့မိတ်ဆူလာပါရယ်။တကားတို့အနေနဲ့ဦးစင်အထင်သေးနေမယ်ဆိုတာဦးစင်သိပါရယ်။အဲ့လိုမတွေးမိပါဘူးဖျား။ ။ဘိုးတော်ပေကအဲ့လိုပြန်လဲရှောက်တင်လိုက်တဲ့အခါမှာညှိုးငယ်နေတဲ့ဦးစင်လေးရဲ့မျက်နှာမှာပြန်လဲဝင်ပါရှင်လန်းလုလာခဲ့ပါရဲ့။အဲ့နောက်ဦးစင်လေးကဘိုးတော်ပေကိုနောက်တက်အမိစကားဆိုပါရဲ့။တကားလေးတို့ကဘယ်လိုများသွားကြမှာလဲ။တပည့်တော်တို့ကခြေဦးတက်ရပါပဲဗျာ။ဦးစင်စာတီကိုပြန်တော်မှာတကားလေးကိုလိုက်ခဲ့ပါလား။ဦးစင်လေးကဒီမှာစက်မနေတော့ဘူးလားဗျာ။မနေဝန်းတော့ပါဘူးတကားလေးတို့ရဲ့။ဆရာတော်ဦးစင်းလေးကိုအပြစ်ပတင်မအောင်ဖျားဦးစင်းအနေနဲ့ကစာတီးမြို့အကြောင်းမှာပဲပြန်နေတော့မယ်လို့စိတ်ကူးထားတယ် ပြီးခဲ့တဲ့နှစ်ကဦးစင်းမျိုးပြန်တော့ငယ်ဆရာရဲ့ကြောင့်ပျက်တနာတစ်ခုတက်နေရဲ့အဲ့ဒါကိုတကားလေးတို့လိုက်ပြီးတော့ကုညီပေးစီချင်ပါတယ်ဦးစင်းလေးရဲ့စကားကြောင့်ဘူရော့ပေးနေမမောင်ကျော်တို့တယောက်မျက်နှာတယောက်ကြည့်လိုက်မိကြပါတယ်အဲ့နောက်မမောင်ကျော်ကဘူရော့ပေးကိုစကားဆိုပါတယ်ဘူရော့လေးဦးစင်းနောက်ကိုလိုက်ဖို့တော့သဘောဘလိုများရှိပါသလဲကျတို့သွားဆရာမမရှိရပဲလိုက်သွားကြတာပေါ့ဘူရော့လေးသဘောပါပဲဘူရော့ပေးတို့လိုက်ပါမယ်လို့ပြောရတဲ့အခါမှာဦးစင်းလေးကမြောက်စာဝမ်းတာလို့နေပါတယ် အိနာဦးဇလီကဘိုးရောပီရောနေရာကိုခေါ်ကသူ့ရဲ့ကြောင်ကို ပြန်ကြွားခဲ့လိုက်ပါရယ်ဦးဇလီကစင်တော်ရွာမှာဥမြတန်းလှူဒန်းထားတဲ့ယာယီကြောင်လေးစီကိုဘိုးရောပီရောနဲ့အတူပြန်ကြွားလာပြီးသူ့ရဲ့တင်ငန်းနဲ့တပိတ်တူကိုယူကကြောင်ဝအပြင်ကိုပြန်ထွက်ရန်အတွက်ဥမြသိန်းနဲ့စင်တော်ရွာလူကြီးတို့ရောက်လာပြီးဦးဇလီကိုရက်ခုကြောင်မှာပဲတရင်တုံမူရာရှောက်ချလာပါရယ်စောပြတ်ကြခိုင်မချပြီးသွားတဲ့ဦးဇလေးကိုဘသူကမှတာမရတော့ပဲဘိုးရော့ပီတို့နှစ်ယောက်နဲ့အတူသူ့ရဲ့ဇာတိမျိုးစီကိုကြွားချပါရယ် ဦးဇလီရဲ့မျိုးကခရီးဝင်လွန်လာတာကြောင့်မြင်းနဲ့ပိုင်ညာသားရက်တဲ့တော်ရထပူရာလီမှာယထာဆောင်စီကခရီးဆက်ခဲ့ကြပါရယ်ယထာပေါ်မှာတော့ဦးဇလီနဲ့မမောင်ကျော်တို့ကတခုံဘိုးတော်ဘီကတခုံနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပါရယ်ယထာကြီးကမျက်လဲမျက်နှာမဆိုတာနှင်းရဲ့လိုလည်းမပြောတာပဲတပူရာဝင်တပူရာထွက်နဲ့ခုံမောင်းလို့နေခဲ့ပါရယ်ရထားတံပိန်းနဲ့တန်လန်းတို့ရဲ့ထိရိုက်ခတ်တန်းတို့အားကျိမ့်မှန်များစွာကြာနေရတဲ့အတွက်စိကြကြနေရလို့ထင်လာမိပါရယ်ခရီးဝေးကိုနှင်းနေရတာမို့ဘိုးတော်ဘီရိုကစကားစမြည်ပြောပြကြပါရယ် အရှင်ဖျားပြောတဲ့ဘုန်းကြီးကြောင်ရဲ့အကြောင်းသိကြမှာလေဗျာအကြောင်းသိထားတော့တပည့်တော်တို့တို့အရာတွေကိုကြိုပြီးတော့ပြင်ဆင်လို့ရတာပေါ့ဗျာအဲ့ဒါလေဟုတ်တာပဲဦးစည်ထင်ကတော့ဦးစည်ရဲ့ငယ်စရာတော့ကိုလောကီပညာနဲ့ပြုစားထားကြတယ်ထင်တာပဲဘလို့ကြများပြောနိုင်ရလဲဗျာကျောင်းမှာဘိက္ခုနီမကြီးတမားဆရာလုံနေဆရာတော်ကလည်းသူ့ကိုမလွန်ဆန်နိုင်ဘူးလေဘိက္ခုနီသာသနာလုံပြီမဟုတ်လားဗျာဦးစည်တို့သိထားလဲအဲ့လိုပါပဲဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်လုံပြီလေ ိတ်ခါဆောင်ထရတာများရရဲ့မြို့သမီးတွေရဲ့စိတ်ကနူးနေတာရဲ့ပြီးတော့တိတ်နှဲမှာကမဝါဖတ်ပေးမဲ့မြို့သမီးရဟန်းအဆက်ပြတ်သွားတာရဲ့ကြောင့်ဘိတ်ခုနီမှာမရှိရတာလို့မှတ်သိရတဲ့ဒီကားလေးတိတ်နှဲကမဝါဖတ်ဖို့အတွက်အမျိုးသမီးရဟန်းအဆက်မရှိရတာဆိုတာကိုတော့တပည့်တော်နားမလည်ဘူးဖျားဘိုးတော်ဘေးကသူမသိသေးတဲ့အကြောင်းအရာတွေကိုဦးစင်းလေးကိုမေးမြန်းလိုက်ပါတယ်အဲဒီခါမှာဦးစင်းလေးကခေါင်းတစ်ချက်ညှိပြလာပြီး ဦးဇနောမြတ်စွာဘုရားရှင်ကိုရောမြကြီးပြိဋိဘံပြပြီးတော့နှစ်900မှာဘိက္ခုနီလို့ခေါ်တဲ့အမျိုးသမီးယဟန်အဆက်ပြတ်သွားတဲ့တကားလေးဘိက္ခုနီတပါဖြစ်ဖို့အတွက်တိတ်ထဲမှာယဟန်တော်တွေကကမဝါတကားဖတ်ပေးရတယ်ပြီးရင်ဘိက္ခုနီလို့ခေါ်တဲ့အမျိုးသမီးယဟန်တွေကနောက်တကားကမဝါရွတ်ပေးရတယ်အဲ့ဒီချိန်လေးကဘိက္ခုနီတွေအဆက်ပြတ်ပြီးတော့တိတ်ထဲမှာကမဝါရွတ်ပေးရတူမရှိတော့တာအဲ့ဒါဆိုအခုခေတ်မှာဘိက္ခုနီဆိုတာတကယ်မဟုတ်ပေါ့အဲ့လိုပဲဆိုရတော့မှာပေါ့စောင့်ထရမဲ့တိတ်ခါပုတ်တော်မှမသိပဲနဲ့အဝတ်ပြောင်းဝတ်လိုက်တာနဲ့ဘိက္ခုနီလို့ခေါ်လို့မရဘူးလေ မျက်စာဖျားရှိကိုရောမျက်ကြီးပြည့်ညတ်ထားတာနဲ့လွဲနေတော့အတူရောင်ပဲပေါ့ဘိတ်ခုနီစာတိလာရှင်တွေပေါ်လာတယ်သူတို့ကတိမ်ဝင်စရာမလိုဘူးလေဘိတ်ခုနီဆိုတဲ့အမျိုးသမီးယဟန်နေမရှိရတာကတိမ်ဝင်ပြီးကမ္မဝါဖတ်မဲ့အမျိုးသမီးယဟန်နေအဆက်ပြတ်သွားလို့ပေါ့နော်ဖေဟာအဲ့ဒါတော့အဓိကအကြောင်းတရားပါပဲဦးဇင်းတို့ကလည်းအစင်ဆက်တိမ်ဝင်ပြီးတော့ကမ္မဝါဖတ်လာလေဦးဇင်းတို့အမျိုးသားယဟန်နေကအစင်ဆက်ရှိရဲ့လေဦးဇလီကအရွယ်ငယ်သောညလေးစတတ်ပြီးတဲ့ယဟန်တပါဖြစ်တာကြောင့်ဘိုးတော်ပြီးအတော်သဘောကြမိပါရဲ့ မြေရွယ်ပြီးတော့စိတ်ခံစားကြကြအမှမကင်မိမဲလေဦးဇလီမှာတသနာအဖြစ်အတော်ကိုချစ်မြတ်နေရဲဆိုတာထင်ရှားပါတယ်။အိနာဦးဇလီကသူ့ငယ်စရာရဲ့ကြောင့်မှဖြစ်နေတဲ့ပြဿနာတွေကိုဆက်လက်ပြပြလာပါတယ်။မြမပြည့်အထက်အလယ်ပိုင်းမှာရှိတဲ့လေမျိုးလေးတစ်မျိုးမှဖြစ်ပါတယ်။အိမ်မျိုးလေးရဲ့အမည်တညာမှာထန်သောမေမျိုးလို့ခေါ်တင်ပြီးနေမျိုးလေးဖြစ်တဲ့အလျောက်ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုကတော့မရှိသေးပဲတောသူတောင်သားများအာကိုအာထာယာပွဲရုံများနဲ့စီဆက်ဆန်ဆန်များသာအများစုရှိပါရဲ့ ထိုနေ့တူဗုဒ္ဓဘာသာကိုတစ်မျိုးလုံးနိဗ္ဗာန်ကကိုကွဲကြတဲ့အတွက်တစ်မျိုးလုံးမှာငါးကြောင့်မြတ်သောဘုံညင်းကြောင့်တို့ရှိပါရယ်တက္ကိကြောင့်ပုပ်ပါယုံကြောင့်ဝိတုဒ္ဒါစာသင်၌တတိပဌနာတရားစခန်းကြောင့်နေမြို့ဦးကြောင့်ဆိုပြီးတော့ကြောင်းငါးကြောင့်ရှိပါရယ်အဲ့ကြောင့်နေရဲမှာမြို့အရှိထိမ်မှာတရှိနေတဲ့မြို့ဦးကြောင့်မှာကြောင်းထိုင်ဆရာတော်ကပရိယအကျုံမတော်တပါဖြစ်ပြီးတော့တရားဟောအလွန်ကောင်းကဝါတော်ကြီးရည်နေပြီဖြစ်တဲ့ဆရာတော်ကြီးတပါဖြစ်ပါရယ် ဆရာတော်ကြီးရဲ့ပွဲအနီးမှာဥတီလောကလိုမြည်ပြီးတော့ထန်းတုံးမင်မျိုးမှာတော့တခြားဖုန်းတော်ကြီးကြောင့်တွေရဲ့အမှုထားခြင်းကိုခံရတဲ့ဆရာတော်ကြီးတပါးလည်းဖြစ်ပါရယ်။သဘောကောင်းတဲ့ဆရာတော်ကြီးကိုမြို့နေလူလူကလည်းအင်မတန်ကိုကြည်ညိုလေးစားကြပါရယ်။ဆရာတော်ကြီးကိုတခြားသောကြောင်းများမှရှိတဲ့တန်ဃာရီနဲ့မြို့သူမြို့သားတွေကနေ့စဉ်တရင်ကျုပ်အချိန်ခါမှာဖုန်ကြီးကတော့ပဲဆင်နွှဲပြီးတော့ဆရာတော်ကြီးကိုပူဇော်ရတဲ့အဲ့ဒီမြို့လေးမှာနာမည်ကျော်ကြတဲ့ဆရာတော်ကြီးဖြစ်ပါရယ်။ ဒီလိုမျိုးတိတိကျကျဖြစ်နေတဲ့ထန်းသုံးမျိုးနဲ့မြို့ဦးကျောင်းအပါအဝင်ကျောင်းထိုင်ဆရာတော်တို့ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ပြဿနာကိုတည်ဆောင်လာတဲ့နေ့တနေ့ကအစပြုလိုလာခဲ့ပါတယ်။အဲ့ဒီနေရာလေးတိုက်ပါတယ်။လေးတိုက်ကြတော့ကြောင့်လမ်းဘေးမှာရှိတဲ့တစ်ပင်နေရာတစ်ကိုင်းနေပင်ကျိုးကျတဲ့အထီးပါမျိုးကြောင်မှရှိတဲ့တရက်ပင်ကလည်းအကိုက်ခတ်တို့ကြိုးကြကုန်ပြီးအုံးမင်တွေကလည်းရိန်ထိုးလို့နေပါရယ်။ဆရာတော်ကြီးကသူ့ရဲ့ကြောင်ရှိမှရှိတဲ့တရက်ပင်လေးကိုကြောင်ပင်းပေါက်ကနေကြည့်နေမိပါရယ်။ အေးတရပင်လေးကရှားပါးတဲ့မျိုးစိတ်ဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကမှတရတီစတင်တရားပါဝင်းဝါနေရတရတီမှာအတော်ကိုချုပ်ပြီးတော့မှုလာပါရယ်အခြားသောတရတီမျိုးတွေဖြစ်ကြတဲ့ရှင်ခွဲမချစ်စုစိစာမနှွေနဲ့တောစာအမီရအမျိုးစုံသောတရတီတွေနဲ့ဘလုံးမမရှင်သာပါဘူးတိုနီဒူဆရာတော်ကလည်းတခြားသောတရပင်တွေထက်အဲ့ဒီတရပင်လေးကျိုးမှာပင်မကိုအတော်လေးစိုးရင်စိတ်ပူလို့နေရပါ အဲ့လိုမျိုးတော့လေရီတိုက်ခတ်ပြီးအချိန်မှာကျောင်းမကိုရင်လေးတပွားကအဲ့တရက်ပြီးအနာမနေကဆရာတော်ကြီးရဲ့ကျောင်းအနာကိုရှောင်းလန်းလာလျာဆရာတော်ကလှမ်းအော်ပြီးတတိပေးလိုက်ပါရယ်ကိုရင်လေးတကိုင်းကြီးပြီကုန်တော့မှာပဲမြ мян လားဆရာတော်ကြီးကပရင်ပေါက်ကနေတဆင်ကျောင်းတကမာစီကိုသွားကတကားကိုတတိထားဖွင့်လိုက်ပြီးကိုရင်လေးကိုအထည်ဝင်စေပါရယ်ကိုရင်လေးကကျောင်းထဲရောက်တာနဲ့ဆရာတော်ကိုရှစ်ခုဥချလိုက်ပြီးရင်တော့ဆရာတော်ကိုရှောက်ထားပါရယ်ဆရာတော်ဖះအဲ့တယ်ရီရောက်နေလို့ပါဘသူရိညာလဲကိုရင်လေး ီလာရှင်တော်လည်းမဟုတ်ဘူးဖေဟာအမဲလိုလိုအညွလိုလိုဝတ်စုံဝတ်ထားပါရဲပြီးတော့တခါတယောက်လည်းပါရဲဖေဟာအေးအေးအခုရောသူတို့တွေဘာမှလဲဓမ္မယုံထဲမှာပါဖေဟာဦးစိပြောက်ကအကျိုးကြောင့်မေးမြန်းနေပါရဲကောက်ပြီလေလေလဲညိမ့်ပြီဆိုတော့ဘုန်းကြီးတို့သွားကြတာပေါ့ဆရာတော်ကြီးကလင်းငိမ့်သွားပြီဖြစ်တဲ့အတွက်ကိုရင်လေးနဲ့အတူတရင်တောင်ရကြောင်းကနေထွက်လာခဲ့ပါရဲအဲ့နောက်ဇောင်းနဲ့အနီးတစ်ဆင့်ကြီးမားတဲ့ဓမ္မယုံကြီးဘော်ကိုတက်လိုက်ကြပါရဲ့ ထိုအခါမှာဓမ္မယုံပေါ်မှာကြွတင်ပြီးတော့ရောင်းနေနေတဲ့ဘိက္ခုနီမတစ်ယောက်နဲ့အသက်၁၈နှစ်အရွယ်လူငယ်လေးတယောက်တို့ပြင်သူတို့ရှိတန်ခါးစင်ပေါ်မှာထိုင်နေတဲ့ဥစဉ်တစ်ပါးတို့ကိုတွေ့လိုက်ရပါတယ်အဲဒီဦးစင်ကဆရာတော်ကြီးကိုမျက်နှာနဲ့ထိုင်နေရနဲ့မတက်ထားရလိုက်ပြီးလက်အုပ်ချီလို့ရှောက်တင်လာပါရယ်။ဆရာတော်ကြီးဖျားတရားတကမာကြီးတို့သားမယားအတိဒုက္ခရောက်လာလို့ဒီမှာခိတတဲခုပြားစီရယ်ဖျား။ဆရာတော်ကြီးကဘာစကားမှပြန်မမေးမဲဓမ္မယုံပေါ်မှာရှိတဲ့ဓမ္မပလင်မှာသာဝင်ထိုင်လိုက်ပါရယ်။ ဆရာတော်ကြီးထိုင်လိုက်တာနဲ့ဦးစင်းနဲ့ကိုရင်တို့ကလည်းဆရာတော်ကြီးရဲ့အရှိန်မျက်စောင်းတို့တနေရာမှာထိုင်ချလိုက်ရင်တဆတ်သေးတဲ့ကိုရင်လေးမှာဧည့်သည်နှစ်ယောက်တို့ကိုလှမ်းခေါ်လိုက်ပါတယ်။တက္ကမကြီးတို့ဒီလိုလာခဲ့ကြ။ကိုရင်ရဲ့စကားဆုံးတာနဲ့ဘိတ်ကူနီကဲသူဝစ်စင်ထားတဲ့အမျိုးသမီးကြီးမှသူ့ရဲ့သားငယ်လူငယ်လေးနဲ့အတူဆရာတော်ရဲ့ရှေ့မှာထိုင်ချလိုက်ပြီးဆရာတော်ကိုရှစ်ခုဥချလိုက်ပါတယ်။သူမတို့သားမိဥချပြရတဲ့ဆရာတော်ကစတင်မိန်ကြားပါတယ်။တကမာကြီးကဘိတ်ကူနီလိုဘာကြောင့်ဝတ်ထားတာလဲဘိတ်ကူနီသာသနာအဆက်ပြတ်တာကြပါ့ တက္ကမကြီးတို့အတွက်တင့်တော်ရဲတိလားရှင်ကြောင်းတွေရှိရပဲ။ဘာကြောင့်အခုလိုမျိုးဝတ်ထားတာလဲ။ဆရာတော်ဆိုလဲတပည့်တော်မှာခံရတော့မှာပါပဲဗျာ။တပည့်တော်မှာဟာဘိက္ခုနီမှာမဟုတ်ရပါဘူး။ဝိုင်းရဲ့အတွက်လိန်လေပြီးတော့အလှခံစားနေရတဲ့သူကြောက်ပါဗျာ။အော်အဲ့လိုလား။မှန်ပါဗျာ။တပည့်တော်ဆရာတော်မညာဝတ်မအောင်။ဒါကတပည့်တော်မရဲ့သားပါဗျာ။မကောင်းတဲ့အလုပ်တွေကိုဆက်လက်လိုက်တဲ့အချိန်အနည်းစားပြီးတပည့်တော်မတို့သားမီအဆင်မပြေတော့ပါဘူးဗျာ။တပည့်တော်မအနေနဲ့မကောင်းတဲ့အလုပ်ကိုလည်းပြတ်ပြီးတော့မလုပ်ချင်တော့မှအခက်ကြုံနေရပါတယ်။ ဆရာတော်ကထိုအမျိုးသမီးကြီးရဲ့စကားကိုသိချစွာနားမလဲပါဘူး။သူ့ဘီမဲ့ပွန့်ပွန့်လင်းလင်းအမားကိုဝန်ခံရတဲ့အတွက်တော့စိတ်ထရနေချီးကျူးလို့နေမိပါရဲ့။အဲ့နောက်ဆရာတော်ကထိုအမျိုးသမီးကိုရှင်းလင်းစွာရှောက်တရန်မိတ်ဆွလိုက်ပါရဲ့။တကမာကြီးပြောတာဖုံးကြီးနားမလဲဘူးကွ။ရှင်းအောင်ရှောက်တယ်မှာ။တပည့်တော်များဒီအဝတ်နဲ့လင်းလဲပြီးတော့ဝိုင်းကြီးအတွက်အလှူခံခဲ့ပါရဲ့ဖျား။အဲ့အရာတွေကမကောင်းမှုအကုသိုလ်မှန်သိပြီးတပည့်တော်တို့ကောင်းကောင်းမွန်မွန်နေတဲ့အချိန်ကြောင့်မှအရင်ပြုတ်ခဲ့တဲ့အကုသိုလ်တွေကပြန်ပြီးတော့အကျိုးပေးနေပါရဲ့ဖျား။ တပည့်တော်မတို့တာမီနေစရာမရှိတော့တယ်လို့စားစရာလည်းမရှိတော့ပါဘူးဒီကြားထဲမှာတပည့်တော်မရဲ့တာရောဂါခံစားနေရပါတယ်တပည့်တော်မတို့လူဒီเจ้าမှာခိတတဲခုခွင့်ပြုဖို့အတွက်ရှောက်တင်ကြပါတယ်ဗျာလူရီကိုကတနာကောင်းပါတယ်ဒါပေမဲ့တကမာကြီးကမိမသားဖြစ်နေပြီတော့လေเจ้าမှာမသိတော့ပေဘူးတပည့်တော်လူအဝတ်မလဲပဲနဲ့ဒီဘိတ်ခုနီမှာအဝင်နေပဲနေပါမယ်ဖျာတပည့်တော်မာတို့တနာကျင်လာပြီးတော့ခစ်တနေထိုင်ခွင့်ပေးပါဟိုးအဝေးကတပည့်တော်တို့စိတ်မျိုးသားချင်းနေနဲ့အဆက်အသွယ်ရတယ်တပည့်တော်မာတို့ပြန်မမယ်ဖျာ ဆရာတော်မှာအခက်တွေ့လို့နေကြပြီဖြစ်ပါရယ်အဲ့နောက်ဆရာတော်ကဥစဉ်ပြုံးကိုလမ်းကြည့်လိုက်တဲ့အခါမှာဥစဉ်ပြုံးကအလိုက်တတိစွာနဲ့ရှောက်ထားလာပါရယ်တတဝါရီကိုကဲတင်ကောင်းတယ်လို့ထင်ပါရယ်ဖျားကောင်းပြီလေဥစဉ်ကလည်းမငင်ဘူးဆိုတော့နေပါစီတကတကမရီလှူရဲစွန်စားအမဆိုတော့ဒီတိုင်းနေလို့တော့အဆမပြေဘူးကွကြောင်းဝရဝဲစားတော့လောက်ကြကွဆရာတော်ကအဲ့လိုမေးဆိုလိုက်တဲ့အခါမှာဗိတ်ခုန်နေဖို့အမျိုးသမီးကြီးကများစွာဝမ်းသာလို့သွားပြီးဆရာတော်ကိုတလဲဦးစိမ်မြုပ်ကိုတလဲဦးချကြော့နေပါရယ် ထန်သောမေမျိုးမှရှိတဲ့မြို့ဦးကျောင်းမှာကျောင်းထိုင်ဆရာတော်ကြီးကအခုနောက်ပိုင်းတရားလဲမဟုတ်တော့တယ်လို့ကျောင်းမှာလည်းတီလာလာယူတဲ့ဥပုပ်တဲတွေကိုပဲတီလာမပေးတော့ပါဘူး။အားကြောင့်ခန်းနေဦးစင်ပြုံကဆရာတော်ကြီးကိုစားတီလာပေးနေရပါတယ်။တကရဲတပည့်ရင်တွေကဆရာတော်ကိုဖူးမြော်ခြင်းကြောင့်ပြောလာတဲ့အခါမှာဦးစင်ပြုံကဆရာတော်ရဲ့ကြောင်းကိုလွှတ်လိုက်ပါတော့လဲဆရာတော်ကြီးမှတကားမဖွင့်ပေးပါဘူး။အဲ့ဒီအတွက်ဦးစင်ပြုံမှဆရာတော်ကြီးရဲ့တပည့်တကားတကမာတွေကိုတင့်တယ်လို့ပြန်ပြောရပါတယ်။ တကကြီးတို့တကမာကြီးတို့ရေဆရာတော်ကအခုရပိုင်းဒီမှာတိတ်ပြီးတော့နေထိုင်မကောက်ဘူးအဲ့ဒါကြောင့်မတွေ့နိုင်တာပါဟုတ်ပါပါဆရာတော်ကြီးကလည်းတတ်တော်ကြည့်ပြီးတော့အဲ့တော့ဘယ်တွေ့နိုင်မလဲဆရာတော်ကြီးကိုရှောက်ပေးပါလို့အပ်တာရှင်တပည့်တော်တို့အာမနာပါနဲ့လို့စိတ်ချပါဒါနဲ့ဟိုအမျိုးသမီးကြီးကဘာလုပ်လဲဦးစင်။အော်အဲ့ဒါဒီမှာခဏနေတဲ့ဒေါ်ဝေမြင်းနဲ့ဆရာတော်ကြီးကနေခွင့်ပေးထားတယ်လေအော်အော် ဥပုပ်တီလာလာရောက်ဆောင်တည်တဲ့ဆရာတော်ကြီးရဲ့တကားတကမာရီကကျောင်းနေကိုရင်လေးနှစ်ပါးကိုစူးငေါနေတဲ့ဘိတ်ကူနီဝတ်တော်ဝင်းမြင့်ကိုသဘောမကျစွာကြည့်ရင်ဥစဉ်ပြုံကိုမေးမြန်းနေခြင်းမှာဥစဉ်မြောင်ကလည်းတကားတကမာရီရဲ့ရှိမှာကျောင်းနေကိုရင်လေးတွေကိုငေါငန်းနေတဲ့တော်ဝင်းမြင့်ကိုစိတ်တူတော်သားထွက်မိသွားပါရဲ့ဒါကြောင့်မျက်နှာအနေငယ်ပြတ်သွားမိပါရဲ့တိုးပေမဲ့လူအများရှိမှမို့ဒေါသကိုချုပ်တီကတကားတကမာရီပြန်သွားတဲ့အခါမှာကိုရင်လေးနှစ်ပါးကိုစူးငေါနေတဲ့တော်ဝင်းမြင့်ရှိဟာကိုခက်မြန်မြန်သွားလိုက်ပါရဲ့ ကျော်ဝင်းမြင့်ကဦးစင်းပြောင်းလာနေရကိုပဲဂီမဆိုင်ပဲမျက်နှာငယ်လေးနဲ့လက်ပိတ်ထားတဲ့ကိုရင်လေးနှစ်ပါးကိုဆက်လက်ငငန်းနေပါရယ်။နင်တို့ကဒီလောက်လေးတောင်လှုပ်ပေးချင်ဦးလား။အဲ့ရလေးခင်မရဘာဖြစ်သွားမှာလဲ။ကိုရင်တို့ကစကြက်ရအောင်ပါလေ။ဒီအဲ့ရလေးခင်ကဘလောက်ကြာမှာမို့လဲ။ရှောက်ပြီးတော့စင်ကြယ်လေးပေးနေ။တကမာရက်သားပြည့်နှိတ်ခိုင်းသေးတာကိုရင်တို့စာမြဦးစင်းပြောင်းရိုက်မှာဗျ။ကိုရင်လေးနှစ်ပါးကတနာစပွဲအမူအရာနဲ့ဘိတ်ခုန်နေဝတ်တော်ဝင်းမြင့်ကိုရှင်းပြနေပါရယ်။ အဲ့အမျိုးသမီးကြီးကကျောင်းရောက်လာစင်ကတော့မျိုးမဟုတ်တော့ဘဲနဲ့အတော်ရဲရဲတင်းတင်းဖြစ်လာတာပါသူတို့သားမီးကျောင်းရောက်လာဒီမှာတနစ်ကျော်သားပြီဖြစ်ပါရဲ့တခြားကိုပြောင်းရင်အစီအစဉ်ရှိဖို့မပေါ်သေးတယ်လို့ကျောင်းမှာရှိတဲ့ကိုရင်လေးတွေကိုကျောင်းသားလေးတွေကိုလည်းနိုင်ကြပါရဲ့ဆရာတော်ကြီးကလည်းအော်ရလာအောင်ထို့အမျိုးသမီးကြီးရဲ့သားမီးကိုပါစားပေးထားတာကြောင့်ကိုရင်လေးများကျောင်းသားလေးတွေကသူမကိုကြောက်ရွံ့နေရပါရဲ့ကျောင်းမှာအလူတက်များလုပ်တဲ့အခါမှာလည်းထိုးဝင်းမြင့်ကအလူရှင်များနဲ့တဲအောင်ပေါင်းကတုတ်တက်ပူရှာလုပ်ပြီးငွေခွာတတ်ပါရဲ့ ကျောင်းနေဦးစင်သုံးမနဲ့ဦးစင်ပြောင်းသွားလဲပြီးကျန်တဲ့ဦးစင်နှစ်ပါးတို့ကိုခင်မဆိုင်ပါဘူးအဲ့ဒီဦးစင်လေးတွေကအကျော်အသီးခံနေရပြီးငဲတန်ရောစင်ကြောင့်သာကျောင်းမှာအောင့်အီးနေကြခြင်းဖြစ်ပါရယ်တဝေမြင့်ရဲ့လောရက်တွေမှာတစတစထက်စိုးသွမ်းလာပြီးဖြစ်ပါရယ်အခုလေကိုရင်လေးနှစ်ပါးကိုငောင်းငန်းနေဒီမှာမထင်တော်တဲ့အနေအထားဖြစ်နေတဲ့အတွက်ဦးစင်ပြောင်းကတဝေမြင့်နဲ့ကိုရင်လေးနှစ်ပါးတို့စကားပြောနေတဲ့နေရာကိုကြာလာကကိုရင်လေးနှစ်ပါးကိုမိန်လိုက်ပါရယ်ကိုရင်ရှောင်းလေးနဲ့ကိုရင်အောက်သားတို့စောက်သွားချက်ချီတကမာရပြောနေလေသွားချက်ဆိုချက်ဖို့ ဦးစင်းပြုံငောင်းငောင်းလိုက်တဲ့အခါမှာရှမ်းကိုရင်လေးနဲ့အောက်ပြည်အောက်ရွာကနေလာတဲ့ကိုရင်လေးတို့ကထိုအနာအနေထွက်ခွာသွားပါရယ်အဲ့နောက်ဦးစင်းပြုံကကျော်ဝင်းမြင့်ကိုခတ်ချက်ထက်အကြည့်နဲ့ကြည့်လိုက်ပြီး ခမတရားလွန်နေပြီလို့မထင်ဘူးလားဘာပြောတာလဲဦးစင်းတပည့်တော်ဘာများမှားနေလို့လဲကိုရင်နှစ်ပါးခမငေါ့ဆရာအကြောင်းမရှိဘူးနော်အဲ့ဒါတန်ကားတော်ရီတပည့်တော်ဟာယောဂဖြစ်နေတဲ့အတွက်အဲ့ရလေးပဲခင်ခိုင်းတာပါခင်ပြင်ပြီးရောမလားခမသားခမပါတာကယူဆိုင်ပါလားကိုရင်နေခိုင်းစာအကြောင်းမရှိဘူး ။တပည့်တော်မှမအားလို့ပေါ့။ကြောက်ကြလေအကျိုးဆောင်ရသေးတယ်။အားရများထင်နေလား။ခမရဘယ်အားမလဲ။ကျတို့ကြောင့်နဲ့ပြောင်းစူးစမ်းနေရလေ။ဦးစိန်ယောက်ျားဖြစ်ပြီးယောက်ျားစကားပြော။ခမရဘာဖြစ်ချင်နေလဲ။တခွန်းစနှခွန်းစနဲ့အကြီးကျယ်စကားများကြပြီးဖြစ်ပါရဲ့။ဦးစင်ပြုံကတော်ဝင်မြင့်ရဲ့လောရွက်တွေကိုလောဘလက်သင်မခံနိုင်ပေဒီတခါတော့အဲ့ဒီအမျိုးသမီးကြီးကိုနှင်ထုတ်ပြမယ်လို့တွေးပြီးအကြီးကြီးပြောဆိုလိုက်ပါရင်ခင်ဗျာကျတို့ကြောင့်မနေနဲ့တော့ အလကလူရှုပ်မှမာကြီးတချောင်းလုံးလည်းနိုင်စားနေအုံသီးတွေလည်းခမားသမောနဲ့ခမားရှောင်းပြတဲ့တရက်သီးတွေလည်းအကုန်ရှောင်းနေခမားရောက်တာတနှစ်ပဲရှိသေးတယ်ကျုပ်တို့ကြောင့်နာမည်တော်တော်ပြတ်နေပြီကျောင်းထွက်ကောင်းလို့တာဘာဖြစ်လဲကျောင်းကောင်းအောင်မဘာလို့တာလဲဟိုတော့ကနာမည်ပြတ်မရှိရဲ့ကျုပ်တို့ကြောင့်ခမားကြီးရှောက်လာမှရစားမရှိအောင်နာမည်ပြတ်နေပြီဦးစင်ပြုံကသူခင်တွေတဲ့သာသနာနဲ့မြို့လာကြောင်းကိုအမဲဆက်ထင်အောင်လုပ်နေတဲ့တော်ဝင်မြင့်ကိုလုံဝတိမခံနိုင်တော့ပဲလူဝတ်ကြောင့်တယောက်ကဲသူတော်ဝင်မြင့်ကိုရန်တွေ့ပြီးတော့မောင်းထုတ်ပါတယ် တို့ကမှတော်ဝင်မြင့်ကဘာစကားမှပြမပြောတော့ဘဲမျက်ရည်များကြလာကဆရာတော်ကြီးရဲ့ကြောင်ပစီကိုပြေးလွှားပြီးတော့သွားပါရယ်။ဦးစင်ပြုံးကလည်းထို့အမျိုးသမီးကြီးကိုကြည်ရင်ကတောက်တချက်ကိုပြင်းစွာခောက်လိုက်မိပါရယ်။ညမကြသောချိန်မှာတော့သူ့အနာကိုတခြားသောဦးစင်လေးတုံမှရောက်ရှိလာပါရယ်။တပါမှမဟာတတိတော်ရာကြောင်မှနေတဲ့ဆရာတော်ကြီးရဲ့တပည့်ရင်တပါပါ။အေးဦးစင်လေးအားဦးစင်ပြုံမြင်တဲ့အခါမှာအံ့ဩနေပြီးတော့နှုတ်ဆက်လိုက်ပါရယ်ဦးစင်ရေဝတာဘယ်တော့မှရောက်တာလေအစောမှရောက်တာဦးစင်ပြုံဘာများဖြစ်နေရလဲ မပြောချင်တော့ပါဘူးရေဝတ္တရာအဲ့နောက်ဦးစင်းမြုံကဦးစင်းရေဝတ္တကိုဖြစ်သမျှအကျိုးကြောင့်ကြပြလိုက်ပါရီဆရာတော်ကြီးကပါသူ့ဘက်ပါနေအခက်သားဦးစင်းပြုံရဲ့မတက်နိုင်တော့ရေဝတ္တကြီးငါတော့ဒီမိမကြီးကိုမောင်းချလိုက်ပြီအခုဆရာတော်သွားတိုင်နေတဲ့ထင်းနေကိုရင်လေးတွေကိုငောက်နေအလုံးဝသိမခံနိုင်ကွာတို့တွေကိုရင်တွေကိုငောက်တယ်ဆိုတာစာများတဲ့အချိန်ပဲငောက်တာသူတို့ခင်ဗျာအဝေးကြီးကနေမိမရှိဖမရှိမှုတို့အားကိုပြောလာနေတာပြီးတော့ကိုရင်လေးတွေဆိုတာသာသနာဝန်ထမ်းတွေကသူ့တာဝေယဝေစာလုပ်ပေးဖို့လာတာမဟုတ်ဘူး ဦးစင်ပြုံကထိုအကြောင်းပြောရရင်စိတ်တူလာပြန်ပါ रे ဒါကြောင့်တခြားသောဦးစင်လေးတွေကဦးစင်ပြုံကိုစိတ်လျှော့ရန်ပြောလာကြပါ रे ဦးစင်ပြုံဦးစင်ကိုဆရာတော်ကြီးခေါ်နေကိုရင်ရှာလေးကရေကျိုးနေဦးစင်ပြုံကိုရှမ်းတံဝဲဝဲလေးနဲ့လာခေါ်ပါ रे အားကြောင့်ဦးစင်ပြုံကသင်ငန်းကိုကြပြကြရလေးနေရပြီးကိုရင်လေးကိုပြန်ဖြေလိုက်ပါ रे อืมဘယ်ဟုတ်သွားမှာလဲဆရာတော်ကြောင်းလားမဟုတ်ဘူးဓမာယုံကိုဦးစင်ရေဆရာတော်တော်တော်လေးကိုစိတ်တုံနေတယ် ကိုရင်လေးရဲ့စကားကြောင့်ဦးစင်းပြုတ်အနေငယ်တွေ့ဝေသွားပါရယ်သူနဲ့ဆရာတော်ကငငယ်ရေကပင်အတူနေလာခဲ့ရာဦးစင်းပြုတ်အနေနဲ့ဆရာတော်ဒေါသထွက်တာတွေကိုတွေ့ရသည်မှလက်ချိုးရည်လိုပင်ရှားပါရယ်တခုခုတော့ထူးချပြီလို့ဦးစင်းပြုတ်တွေ့လိုက်ပါရယ်စိမန်းနဲ့ဆရာတော်အမြင်မှန်ရပြီးဟိုမိမကြီးကိုနှင်ထုတ်တော်မှာဖြစ်နိုင်တယ်လို့တွေ့ကဧကတိကိုခက်မြန်မြန်လေးရှာလိုက်ပြီးရဲ့နော်ကိုရင်ရှောင်းလေးရဲ့နော်ကိုကြွချီလိုက်ပါရော တမယုံပေါ်ရောက်တဲ့အခါမှာဦးစင်လေးတို့မှကျောင်းသားနေအောင်နဲ့တော်ဝင်မြင့်တို့သားအမိပြင်နောက်ထပ်ကွေလေးတပါးတို့ပါရှိနေရကိုတွေ့လာရပါတယ်ကိုရနပါចောင်းသားနေအောင်နဲ့ဦးစင်သုံးမတော်မှာတပါရုပ်ပေါ်ကြာလန့်လာတဲ့ဦးစင်ပြုံကြည်ရင်ကစိတ်မကောင်းဖြစ်နေတဲ့မျက်နာတွေပေါ်လင်းနေပါရဲ့။ဒါကြောင့်ဦးစင်ပြုံရဲ့စိတ်ထဲတမျိုးတမျိုးတော့ခံစားနေရပါရဲ့ ပလင်ပေါ်မှာထိုင်နေတဲ့ဆရာတော်ကြီးမှာဦးစင်းပြုံးကိုစူးစိုက်ကြည့်နေပြီးတော်ဝင်မြင့်ကိုတော့အောင်းနိုင်သူတယောက်ရဲ့အပြုံမျက်နှာအသွင်ပြင်းနေနဲ့တွေ့လိုက်ရတာကြောင့်တပ်ပြင်းကိုသာချလိုက်ကဆရာတော်ရဲ့ရှေ့မှာမှာထိုင်ပြီးရှစ်ခိုးဥချလက်အုပ်ချီပါရယ်သူကမှဆရာတော်ကြီးကခတ်ထန်တဲ့လေးတန်းနဲ့ဦးစင်းပြုံးကိုစတင်ပြီးမိန့်ပါရယ်ဦးစင်းပြုံးနေရတကမာကြီးကိုမိုင်းရင်စော်ခါရယ်ဆိုဟုတ်လားတပည့်တော်ပြောမိဆိုမိပါရယ်ဖျားဒီကြောင့်နင်းပိုင်နေများထင်နေလားဟဲ့ဆရာတော်စီကမထင်မှတ်ထားတဲ့စကားကိုကြားရတဲ့အခါမှာဦးစင်းပြုံးအတော်အံ့ဩသွားပါရယ် ိုးတူစိတ်မကောင်းလေးဖြစ်သွားပါရဲ့ငယ်စဉ်ကလေးကပဲဝကြီးဝငယ်ပြုစုပြီးတော့နေလာခဲ့တဲ့သူကိုမကြသောအချိန်မှရောက်လာတဲ့မိမတယောက်အတွက်အခုလိုမျိုးမေးကြလာတဲ့အတော်လေးအတော်ဝမ်းနည်းမိပါရဲ့ဒါကြောင့်ဦးစင်မြုံကတော်ရင်နဲ့လေတန်းနဲ့ရှောက်ချလိုက်ပါရဲ့တပည့်တော်မှအဲ့လိုစိတ်ထားမျိုးမရှိပါဘူးဗျာအဲ့ဆိုတကမာကြီးကဘာကြောင့်နေထားရတာလဲသူကကြောင်းအတွက်ကောင်းတာတွေလုပ်နေရပဲလေဆရာတော်ဗျာသူကကိုရင်လေးတွေလူကြားတဲ့စုပူနေရအမြင်မတော်လို့ပါဗျာ စူဇာရှိလို့ဆိုတာနေမှာပေါ့။ဘာဖြစ်တော့သူ့အသက်ကြီးနေပြီပဲ။ကိုရင်တွေအနေနဲ့သူခိုင်းတာလောက်ရမှာလေ။ဒါရောင်နေရမသိဘူးလား။ဆရာတော်ကြီးရဲ့မိမစကားကဦးစိန်ပြုတ်ရဲ့အရှိုက်ကိုထိသွားပါရဲ့။ရှင်နေမှာလေတင်းကျပ်နေပြီးစိတ်လိုက်မှန်ပါပြောဆိုချင်နေမိပါရဲ့။ဒါပေမဲ့လေတတ်တော်ကြီးရဲ့နေရဲ့ဆရာတော်ကြီးကိုတန်ရုံးစင်နဲ့ထောက်ချပြီးဘာစကားမှရှောင်မကျင်းမင်းနဲ့ညှိနေလိုက်ပါရဲ့။ဒုက္ခမှာဆရာတော်ကြီးကချက်ပြီးတော့မိန်ပြန်ပါရဲ့။ဦးစိန်ပြုတ် နေဒီကျောင်းမှာဆက်နေခြင်းတက္ကမကြီးကိုတောင်းမယ်။နောက်ဆိုတက္ကမကြီးခိုင်းတဲ့အတိုင်းပဲလို့အဲ့ဒါဆိုရင်ဆက်နေခွင့်ပေးမယ်။အဲ့စကားမေးလာတဲ့ချိန်မှာတော့တော်ဝင်မြင့်တို့သားမိမှစိတ်နဲ့ပီတိဖြစ်နေပြီးဦးစင်ကိုရင်ကျောင်းသားတွေကစိတ်မကောင်းဖြစ်လို့နေကြပါရဲ့။တို့ကမှဦးစင်ပြောင်းကဆရာတော်ကြီးကိုနောက်တစ်ချိန်ဦးချလိုက်ပြီးတပည့်တော်ကတန်ငါတပားပါဖျား။မြတ်စွာဘုရားရှင်အဆုံးမအောင်တာလိုက်နာပါမယ်။အရှင်ဘုရားမနေနဲ့ဆိုရင်ကျောင်းအနေထွက်သွားပါမယ်။ဒီလိုမိမယုံမျိုးတော့ဘတော်မှမတားမနိုင်ပါဘူး။ဆရာတော်လည်းပါရာစီကမကြောက်တာနေပါဖျား။ ဦးစင်ပြောင်းကထိုင်းနေအားနေမတက်ရလိုက်ပြီးဓမယုံအောက်ကိုစင်ကသူ့ရဲ့ကြောင်ပြန်ကြသွားပါရယ်။ကျနေဦးစင်သုံးမတော့လဲဦးစင်ပြောင်းရဲ့နောက်ကနေလိုက်ပါသွားကြပါရယ်။ဦးစင်ပြောင်းကသူ့ရဲ့အညိုရောင်လက်ဆွဲအိတ်ထဲကိုတင်ငန်းချိုခောက်ထည့်ပြီးရနဲ့စစ်ကိုဆွဲပြီးပေးလိုက်ပါရယ်။အဲ့နောက်ဦးစင်ပြောင်းကအခန်းထဲမှာရှင်နေတဲ့ဦးစင်လေးသုံးမကိုကြည့်ပြီး"ကဲဦးစင်လေးတို့တပည့်တော်ကြွားတော့မယ်။"ဦးစင်ပြောင်းကြားရဲ့တပည့်တော်တို့လည်းဒီမှာမနေတော့ဘူးဗျာ။အဲ့လိုတော့လုံးလုံးမဖြစ်ဘူးဦးစင်တို့ကိုရင်လေးတွေနဲ့ចောင်းသားလေးတွေရှိသေးရဲ့လေ။ သူတို့ကြည်အောင်မယ်ပြီးတော့ဆရာတော်ကြီးကိုကြည်အောင်မူမမှန်ဘူးဟိုမိမကြီးကဘလို့နင်းနဲ့လှုပ်ထားတယ်လဲဆိုတာမသိနိုင်ဘူးလေအဲ့တော့ဆရာတော်ကြီးကိုလည်းရွေးဆိုင်အောင်ပါမလားဦးစင်ပြောင်းကအဲ့လိုမျိုးရှင်ပြလိုက်တဲ့အခါမှာဦးစင်လေးတွေကလက်ခံကြပါရယ်အဲ့နောက်အာဂနုဦးစင်လေးရေဝတ္တာမှာဦးစင်ပြောင်းကိုလက်အုပ်ချီကရှောက်ထမ်းလာပါရယ်ဦးစင်ပြောင်းဖေဟာတပည့်တော်လည်းစင်တော်ရွာပြန်ကြတော့မှဆိုတော့တပည့်တော်တို့ကြောင်လိုက်ကြပါလားဖေဟာอืมလိုက်လို့မဖြစ်သေးဘူးရေဝတ္တာရေစာတင်တိုက်ကိုပဲပြန်သွားပြောစာပြန်ချတော့မယ်အဲ့ဒါလည်းတင်တာပါပဲဖေဟာ ရှေးဝတိုင်းမင်းလဲဆရာတော်ကြီးကိုပြစ်မထားပါနဲ့ကွာဦးစင်းကတော့ဘလို့မှမသိမြတ်တော့လေတနေ့ဆိုရဲအချိန်လေးအတိုင်းတောင်မှတော်တော်ပြောင်းလဲသွားတာမင်းလဲအသည့်ဦးစင်းလဲစာချိုင်းနေဒီကြောင့်ပြဿနာဖြေရှင်းနိုင်မယ်နီလန်းရှာလိုက်ပါဦးမယ်တမအဲ့လိုဆိုမှတော့တပည့်တော်လည်းမပင်တော့ပါဘူးခင်ဗျာအဲ့ဒီနောက်ဦးစင်ပြုံးကအိတ်ကိုလက်တစ်ဖက်ကနေဆွေရင်လည်းကြောင်ဝဲအပြင်ထွက်သွားပါရဲ့ကြောင်ဝဲဝါမှာတော့ကိုရင်လေးနှစ်ပါးနဲ့ကြောင်သားလေးတွေကမျက်ရည်အရွှေသားနဲ့ငိုယိုနေကြပါရဲ့ ကိုရင်လေးနှစ်ပါးနဲ့ចောင်းသားလေးတွေငိုနေအောင်မျက်နှာနဲ့ဥစဉ်ပြုံးကလေးမျက်ရည်များရှိဝဲလာပြီးကိုရင်လေးနဲ့ចောင်းသားလေးတို့ကိုနှုတ်ဆက်ပြီးမှားကြားစရာရှိရာတွေကိုမှားကြားခဲ့ပါတယ်။ကိုရင်ရှန်လေးလေးလေးမမနေခဲ့နော်အចောင်းရှင်ဥစဉ်လေးတို့ပြောဥစဉ်လေးတို့မသိပဲဘယ်မှရှောင်မသွားနဲ့နော်။တင်ပါဖျား။ကိုရင်အောက်သားကိုရင်လည်းချောင်းနဲ့ရေရှောက်မကူနဲ့နော်။ကိုရင်ရေကူဖို့သွားရင်တခြားကျောင်းသားတွေနဲ့ကိုရင်ရှမ်းလေးကလည်းလိုက်ချင်တယ်။အဲ့ဥစဉ်ပြောတာကိုနားလဲလား။ကျမဖေကတပည့်တော်ရေသွားမကူတော့ပါဘူး။ ဒီလိုနဲ့ဦးစင်ပြောင်းကကိုရင်လေးတွေနဲ့ចောင်းသားလေးတွေကိုမှားကြစားရှိရာတွေကိုမှားကြခဲ့ပြီးရဲ့နောက်အလုံးနှုတ်ဆက်ကចောင်းအပြင်းမမရှိရဲ့ကတ်တရာလမ်းပြီးအတိုင်းတပားရဲကြွချီသွားပါရယ်ရှထားပေါ်မှာထိုင်ရင်ထန်တော့မင်းမျိုးမှမျိုးဦးဖုန်ကြီးចောင်းအចောင်းကိုပြပြနေတဲ့ဦးစင်လေးမှာဦးစင်ရေဝတာပင်ချက်ပါရယ်သူကအចောင်းဆောင်ကိုပြပြလာပြီးရဲ့နောက်စိတ်မကောင်းချက်နေပုံပေါ်ပါရယ်အဲ့နောက်ပူရောပေကဦးစင်လေးကိုဆက်လက်မြင်များရှောက်ထားလိုက်ပြန်ပါရယ်အဲ့နောက်ပိုင်းရောဘာဆက်ဖြစ်သားတည်လဲဦးစင်လေးအဲ့နောက်ပိုင်းမှာတော့ဦးစင်လေးများဖြစ်ဘူးကွယ် ဘယ်လိုပဲပုံနေဖြစ်သွားမှလည်းမသိတော့ပါဘူး။ဦးစင်ကိုဦးမြတရားကြောင်းလှူထားတော့မဟာတတိဒေါ်ရဆရာတော်ကိုပြစ်ပယ်ထားမိရဲ့လေ။ဦးစင်ပြန်တွေ့တိုင်းစိတ်မကောင်းဘူး။အဲ့လိုအမှားမျိုးနောက်ထပ်မဖြစ်စင်တော့တာကြောင့်တခါလေးတော့အကူကြီးတောင်းလာတာပဲ။ဦးစင်လေးရဲ့မိသားစကားကိုဘိုးတော်ဘေကောင်းစာနားလဲပါရယ်။ကြောင်းကြီးဆရာတော်ကိုပြစ်ပယ်မိတာကြောင့်နောင်နာရနေတဲ့ဦးစင်လေးမှာသူတို့ကိုခေါ်ပြီးတော့သူ့ရဲ့ငယ်ဆရာတော်ဖြစ်တဲ့မြို့ဦးကြောင်းဆရာတော်ကိုကူညီပေးစေခြင်းဖြစ်ပါရယ်။ကောင်းသောစိတ်ထားကောင်းသောလျှက်မှုဘိုးတော်ပေတို့လည်းလိုက်ပါလာခြင်းမှာ အဲ့နောက်ပူရောပီကမမောင်ကျော်ကြည့်ပြီးမောင်ကျော်ဒီကိစ္စကိုဘယ်လိုထင်လဲကျွန်တော်ထင်တာကအောက်လန်းစီရင်တွေနဲ့ပြုတ်လောက်တာဖြစ်နိုင်တယ်လို့တခြားလူမျိုးရဲ့ကိစ္စတွေလည်းဖြစ်နိုင်တယ်ကျုပ်လည်းအဲ့လိုပဲထင်တယ်ပူရောပီနဲ့မမောင်ကျော်ရဲ့စကားကြောင့်ဦးစလျာထမှန်ပြီးမိန်လာပါတယ်နမူရဲ့ကိစ္စတော့မဖြစ်နိုင်ဘူးထင်တယ်တခါတော့ဆရာတော်ကအဲ့လိုမျိုးမရှိဘူးတပည့်တော်တို့လည်းအထင်နဲ့ပြောတာပါမကောင်းတဲ့ပညာနဲ့တိုက်တယ်ဆိုရင်တော့အဲ့ဒီမိမကြတော်တော်အစစ်မြစ်တဲ့ပညာကိုတက်မြောက်ထားလို့ပဲဖြစ်မယ် မမောက်ကျော်ကသူ့ရဲ့ထင်မြင်ချက်ကိုပြောလိုက်တဲ့အခါမှာပိုရိုဘီကလေးလေးနက်နက်တွေးတောလိုက်ပြီးတည်ကြည်စွာနဲ့စကားဆိုပါရယ်ဖုန်းတော်ကြီးဖြစ်တိုင်းမကောင်းတဲ့ပညာတွေမတိုးနိုင်ဘူးဆိုတာတော့မရှိပါဘူးတမထနဲ့ဝိပဿနာကိုကောင်းမွန်စွာကျင့်ကြံမှုတွေတူတွေတောင်မှအနောက်ရှက်ဆိုတာရှိသေးရပါပဲမြင်သားရဲ့ဥပမာပေးရရင်တော့ကျုပ်တို့မျက်စာဖျားရှင်ကိုရိုမျက်ကြီးကိုတောင်မှမန်နက်ကတိုက်ခိုက်တာပဲကြည့်ရော်လေအဲ့ဟာတော့ဟုတ်တယ်နော်အမှန်တရားတနေ့တော့ပေါ်လာမှာပေါ့ဆရာတော်ကြီးတီလာဖောက်တယ်ဆိုရင်တော့သူ့ရဲ့အကူတူကံကိုသူခံရမှာပါပဲပါရာစီကမကြပါစေနဲ့လို့ဆုတောင်းရမှာပဲတကားလေးတို့ရေး ။ဦးစင်လေးကစိတ်မပါလမပါနဲ့အဲ့လိုမိန်ပါရယ်။သူတို့ရဲ့အတွေ့အကြုံမှာတော့ဒေါ်ဝင်းမြင့်စရဲမိမကြီးကဆရာတော်ကြီးကိုမေထုံမှုနဲ့ထိ ंछ ုပ်ထားရလေဖြစ်နိုင်တယ်လို့မကောင်းသောစီရင်မကောင်းသောအတက်ပညာတို့နဲ့ထိ ंछ ုပ်ထားရလေဖြစ်နိုင်ပါတယ်။သူတို့အားလုံးရဲ့စိတ်ထဲမှာတော့ဒုတိယတစ်ချက်ဖြစ်တဲ့မကောင်းသောအတက်ပညာတို့နဲ့သာထိ ंछ ုပ်ထားတာဖြစ်ပါစေလို့သာဆုတောင်းနေကြပါရယ်။နနက်ခင်းအလင်အားကောင်းစွာများရှိသေးတဲ့အချိန်မှဖြစ်ပါရယ်။ထန်းတုံမင်းမျိုးလေးမှရှိတဲ့ပူရာလေးထဲမှာစီကားလို့နေခဲ့ပါရယ်။ ရှင်ရွေရောင်တဲ့ကလေးတွေမနှက်စာရောင်တဲ့သူတွေရဲ့အတန်တွေကညံစီလို့နေတာပါရထားပေါ်မှာတခြားသူတွေနဲ့အတူဦးဇင်းလေးရေဝတ္တဘိုးတော်ပေနဲ့မမောင်ကျော်တို့ဆင်းလာကြပါရဲ့။အဲ့နောက်သူတို့ကဘူရာနဲ့ခလန်လန်မှာရှိနေတဲ့လက်ဖက်ရည်ဆိုင်ထဲမှာဝင်ထိုင်လိုက်ကြပြီးဘိုးတော်ပေကဦးဇင်းလေးကိုတဝိုင်းသူနဲ့မမောင်ကျော်မှတဝိုင်းခွဲထိုင်လိုက်ပါရဲ့။တဝိုင်းစီဖြစ်နေတော့လေဝိုင်းနဲ့တဝိုင်းတထောင်လောက်သာကွာဝေးတာကြောင့်စကားပြောဖို့ရန်အတွက်ဝင်မလေးကြပါဘူး။ အဲ့နောက်ဘိုးတော်ပင်နဲ့မမောင်ကျရုကဦးစင်းလေးကိုစပွဲတော်လေးချပြီးလက်ဖက်ရည်နဲ့မုတ်တုတ်ကိုဆက်ကလိုက်ကြပြီးဦးစင်းလေးကိုအာယုံဖုံးစင်လိုက်ပြီးရဲ့နောက်သူတို့နှစ်ယောက်ကလည်းနနက်စာစားလိုက်ကြပါရယ်နနက်စာစားပြီးရဲ့အခါမှာဘိုးတော်ပင်ကဦးစင်းလေးကိုလက်အုပ်ချပြီးရှောက်ထားလိုက်ပါရယ်အရှင်ဖေဟာတပည့်တော်တို့ဘယ်လိုသွားမလဲဖေဟာဦးစင်းတို့မျိုးကြောင်ပဲသွားကြတော့ပေါ့တကာလေးတို့နှစ်ယောက်ကမြင်းလဲစီရင်စီးသွားလေဦးစရာတော့လမ်းမဲလျှောက်မယ်မြို့ကတိတ်ကျယ်ပုံမပေါ်ပါဘူးတပည့်တော်တို့လည်းလမ်းမဲလျှောက်ပါမယ် အဲ့ဒါဆိုရင်တော့ခဏလောက်နေမှသွားကြပေါ့။ဦးဇင်းလည်းအเจ้าကိုမရောက်တာကြာပြီဆိုတော့ဘလို့အခြေအနေတွေဖြစ်နေပြီလဲဆိုတော့တေချာမသိဘူး။စိတ်လုံရှောင်မိရဲ့တကားရောရေ။ကောင်းတာတွေဖြစ်နေပါစေလို့ပဲတပည့်တော်တို့ကတော့ဆုတောင်းပါရဲ့ဗျာ။အဲ့လိုဆိုရင်တော့အတိုက်ချက်လုံပေါ်တကားလေးတို့ရဲ့ဦးစင်းလေးကနောင်လာရနေသူတယောက်ပြီးပြီးသူ့ရဲ့နောက်ဆရာသမားတစ်ပါးကိုကောင်းကောင်းမွန်မွန်ရှိနေစေချင်ပါတယ် အများသူကမင်းငော်ပြီးတော့မျက်စောင်းထိုးစရာဖြစ်တွေ့နေမကြုံတွေ့ရပါစေနဲ့လို့သာဆုတောင်းလိုက်ပြီးရဲ့နောက်ဦးစင်းလေးကဦးဆောင်ပြီးဘိုးတော်ဘေးနဲ့မမောင်ကျတို့ကလက်ဖက်ရည်ဆိုင်လေးကနေထွက်ကမြေဦးကျောင်းစီကိုခြေဦးလှည့်လိုက်ကြပါရယ်ဦးစင်းလေးကဆေးရောင်နှုတ်ကင်းမနေပြီးရင်းညစ်တွေတက်နေတဲ့ကျောင်းမုတ်ဦးကိုအံ့ဩစွာဖြင့်ကြည့်နေမိပါရယ်အဲ့နောက်ချုံရွေတွေတက်နေတဲ့ကျောင်းအုပ်တိုင်းကိုပါတဆက်တည်းကြည့်လိုက်ရင်သူ့ရဲ့နောက်မှာရန်နေတဲ့ဘိုးတော်ဘေးနဲ့မမောင်ကျတို့ကိုစကားဆိုလိုက်ပါရယ်တခါတော့ရေဦးစင်းတို့ဆရာတော်ကြီးရဲ့ကျောင်းကတော့အချိန်နဲ့မကောင်းထင်နေဘာကြောင့်မှလဲဗျာ mm ဒီຈောင်းဝင်မောက်ပေါက်ကိုအရင်အခုလိုမျိုးရှင်ကြီးအတက်မခံဘူးနည်းနည်းနွမ်းနာနဲ့ထုံတန်းတော့တာပြီးတော့ຈောင်းဝင်ရဲ့အုတ်တိုင်းနဲ့လည်းအတူတူပဲဦးစင်းလေးရဲ့ပြောစကားကြောင့်ဘိုးတော်ပင်နဲ့မမောင်ကျော်တို့ကຈောင်းဝင်မဦးနဲ့ຈောင်းဝင်တိုင်းတွေကိုတတိထားကြည့်မိပါတယ်တုတ်ထားတဲ့ထုံလေးကအရာကွက်တိကွက်ကြတာဇာနေပြီးအများစုမှာရှင်ကြီးတွေတွေ့ကပ်နေပြီဖြစ်ပါတယ်အဲ့နော်သူတို့ရဲ့ရှင်မရှင်ရဲ့ဦးစင်းလေးကကျောင်းဝင်းနဲ့ဝင်သွားပြီးသူတို့နှစ်ယောက်ကလည်းကျောင်းဝင်းနဲ့လိုက်ဝင်ခဲ့ကြပါရဲ့ ကျဝင်းတဲ့ရောက်တဲ့ခါမှာအရင်ကလိုမျိုးတန့်ရှင်းမနေတော့ပဲရှောက်ပွနေပြီးဦးစင်လေးကဆရာတော်ကြီးတရင်တုံးတဲ့ကျောင်းစီကိုသွားလိုက်ပြီးကျောင်းတကာကိုခေါက်လိုက်ပါရီကျဝင်းလေးမှလည်းမြည်သည့်လူရဲလူရောင်တို့ကမှမတွေ့ရပဲအတော်ချက်ကကနေဖြစ်နေရပါဦးစင်လေးကလည်းကျောင်းတကာကိုခေါက်ရင်းနဲ့အရှင်နဲ့မတူပဲအပြောင်းလဲကြီးပြောင်းလဲနေတဲ့ကျောင်းကြီးကိုစိတ်မကောင်းစွာနဲ့လှက်ပတ်ကြည့်နေလိုက်ပါရီအတန်ကျောင်းတကာကိုခေါက်နေပြီမဲ့လည်းကျောင်းတကာကပွင့်မလာပါဘူး အဲ့ဒီအတွက်ဦးဇလီကဆရာတော်ကြီးရဲ့အကြောင်းနဲ့မလှမကမ်းမှရှိနေတဲ့စောင်းနှံမှာသွားထိုင်ရအတွက်ဘိုးတော်ပင်နဲ့မမောင်ကျော်ခေါ်လိုက်ပါရယ်ဆရာတော်ကျင်းနေတဲ့ထင်းနေဦးဇနုစောင်းနှံမှာစောင်းကြပါပေါ့ကျမဖျားဦးဇလီနဲ့ဘူရိုပေရိုနှစ်ယောက်စောင်းနှမထိုင်နေတဲ့အချိန်အပေါ်ပိုင်းဧကတိမပါတင်းမိုင်ကိုကရောင်းကြိုက်ထားတဲ့ကိုရင်လေးနှစ်ပါသူတို့ရဲ့အနာရောက်လာပါရယ်။အဲ့ဒီကိုရင်လေးနှစ်ပါကဦးဇလီကိုမျက်နှာနဲ့ဝမ်းသာအားရနဲ့ခက်မြမြန်ပြေးလာကြပြီးဦးဇလီရဲ့ရှေ့မှာငုတ်တုတ်ထိုင်ချလာကစကားဆိုပါရယ်။ဦးဇလီပြန်လာတယ်။တပည့်တော်တို့ဝမ်းသာလိုက်တာဖျား။ နေပါအောင်ကိုရတော့နှစ်ပါးကစားနေကြလားတကူလုံးလဲချွေနေကစားနေရမဟုတ်ပါဘူးဖေထင်းခွဲနေရပါဟေးထင်းရပါလို့ဖို့လေစွန့်ချက်ဖို့ပါဖေကိုရလေးနှစ်ပါးရဲ့စကားကြောင့်ဦးစင်လေးသားမကဘိုးတော်ပေတို့နှစ်ယောက်လဲအံ့ဩလို့သွားပါရယ်အဲ့နောက်ဦးစင်လေးကနောက်ထပ်အမေစကားမင်းကြပါရယ်စွန့်ကဘာလို့ကိုရိုင်းချက်နေရလဲမျိုးရဲကစွန့်လာမပုတ်လားမပုတ်ဖေစွန့်လဲမခံရတော့ကြောက်မှပဲချက်စားနေရတယ်နေပါအောင်ဆရာတော်ကြောက်မှရှိရမလား ရှိတယ်။ဆရာတော်ကတက္ကမရွတ်သားမိနဲ့ပဲတွေ့။ကျောင်းထဲမှာပဲနေတာ။ဆုံးသားပွင့်လာမှဆုံးပွရလို့ရှောက်မှထွက်ယူတာ။ဘလို့ရဖြစ်ကုန်တာလဲကိုရင်တို့ရဲ့။စပိုးကြောင်လောက်ထားတယ်။အဲ့ဒီမှာဥစဉ်ကွာဆုံးချက်နေတပည့်တော်နောက်လိုက်ခဲ့ပါဗျာ။ကိုရင်လေးနှစ်ပါးကပြပြောဆဆူနဲ့ရှေ့ရနေကြောက်သွားပါရဲ့။အဲ့ဒီတော့ကြောင့်ဦးစင်းလေးနဲ့ဘူရော့ဘေတို့နှစ်ယောက်လည်းစောင်းနှန်းနဲ့မတက်ထားရလိုက်ကကိုရင်လေးနှစ်ပါးကြွားသွားရနောက်ကိုလိုက်သွားပါရဲ့ ကိုရီလီနပါကစွန်ကြောင်းရဲ့အနောက်ဘက်မှာတက်သားနဲ့တိဆောက်ထားတဲ့ကြောင်းလေးရဲ့ရှေ့ရောက်မှာတော့ရှက်လိုက်ပြီးတော့အဲ့ကြောင်းလေးထဲမှာစွန်ချက်နေတဲ့ဥစဉ်တပါကအာဟဝတာစာနဲ့လှမ်းအော်ပြီးတော့ရှောက်ထားလိုက်ပါရယ်ဥစဉ်ကုဒီမှာဘသူရောက်နေလဲလာကြည့်ပါဟုတ်ကိုရီလီရဲ့စကားကြောင့်ဥစဉ်ကုလို့ခေါ်တဲ့ဥစဉ်ကုမာရာကစွန်ချက်ဆောင်လေးရဲ့ကနေထွက်လာပါရယ်အဲ့နောက်ဥစဉ်ရေဝတာမြင်တဲ့အခါမှာဝမ်မြဝမ်သာစာနဲ့စကားဆိုပါရယ်ရေဝတာမင်းပြန်လာလားဟုတ်တယ်ဥစဉ်တပည့်တော်ပြန်လာတာဘာတွေဖြစ်ကုန်တာလဲဥစဉ်ရဲ့ ေးဒါရီပြောမယ်ဆိုရင်တော့အချင်းခဏလေးနဲ့ပြောလို့မရဘူးမင်းရောဆရာတော်ကြီးနဲ့တွေ့ပြီးပြီလားကျောင်းတော့တောက်ခေါက်တည်းရေမဖွင့်ပေးဘူးငါအကုန်ပြပြမယ်ငါကြောင်းသွားပေါ့ကိုရင်လေးစိုးအိုးနှက်ထားတယ်ကြည်လိုက်အောင်နော် တူးကုန်မယ်စိုးစားကန်ဒီမှာအရွက်ကြော်စားပေါ့တဲမဥကမာရကဦးစင်းလေးကိုမေးလိုက်ရင်လည်းမကိုရင်လေးနှစ်ပါးကိုပါမှကြားစရာရှိရရမှကြားလိုက်ပြီးရဲ့နောက်သူ့ရဲ့ကြောင်ဆောင်စီကိုရှေ့ရနေဦးဆောင်ကကြွသွားပါရဲ့ ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေသက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစားလေးတွေကိုစဉ်စားမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်